အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြမှာကတော့ရွှေကိုဘယ် online ကနေရွှေကိုဘယ်လိုဝယ်မှလဲဘယ်မှာဝယ်လို့ရတယ်လဲပေါ့နော်အဲလေးတို့ကျွန်တော်လာရောက်ပြပြခြင်းဖြစ်ပါတယ် okay ကျွန်တော်တို့ရွှေတွေဝယ်လေရောင်းလေလို့တဲ့သူတွေအတွက်ဒါမှမဟုတ်ရင်နည်းနည်းချင်းစီစုခြင်းတဲ့သူတွေအတွက်ဆိုင်ဟိုထွားပြီးဝယ်စရာမလိုပဲမိမိဖုန်းထဲကနေအလွယ်တကူ24နိုင်ပေးရင်မရှိဘူး ရောင်းရင်တဲ့ချိန်ရောင်းဝယ်ရင်တဲ့ချိန်ဝယ်လို့ရတဲ့နေရာလေးကိုကျွန်တော်ပြပေးมาဖြစ်ပါတယ်ပြပြပေးမယ်အဲ့ဒါကတော့ဘယ်နေရာလဲဆိုရင်ဒီ app လေးကနေပါဒီ app ကနေပြီးတော့ဝယ်လို့ရမယ်ဒါတော့ crypto exchange ဖြစ်ပါတယ်ဒီ exchange ကနေမဝယ်ချင်ရင်လည်းဒီဖြစ်ချင်ရင်လည်းရပါတယ် ပစ်ချက်ကနေလည်းဝယ်လို့ရတယ် Telegram နေလည်းဝယ်လို့ရတယ်ဒီ Binance ကနေလည်းဝယ်လို့ဝယ်လို့ရပါတယ် Binance ကတော့လူတုံးအများဆုံးဖြစ်တဲ့အတွက်ယုံကြည်သိချရပါတယ်ဒီ Binance ကနေကျွန်တော်တို့ကလည်းဝယ်ပါတယ်ခင်ဗျာโอเคကြည့်အောင်เนาะဒီ Binance အကူအကောင့်ဖွင့်လိုက်ကိုတုံးမဲ့အကူအကောင့်ဖွင့်အကောင့်ဖွင့်ပြီးရင်ဒီ add အရေပေါ်ဗဒန်းလေးမှာကိုဝဲမဲ့ P A G ပေါ့နော်ကိုအစားတို့ P A G ကိုကျွန်တော်တို့ဝဲမယ်အခု P A G ရိုက်ချမယ်ပေါ့နော် P A S G အဲဒီမှာပေါ်လာပြီ အဲ့လိုနှိမ်ဝင်သွားပါနှိမ်ဝင်ပြီးရဆိုရင်အောက်မှာဝယ်မီနဲ့ရောင်းမီနှစ်ခုရှိပါတယ်အဲ့ဒီဝယ်မီဆိုရင်ကိုကဝယ်မီကိုနှိမ့်ပါအင်္ဂလိပ်လိုဆိုရင်တော့ buy ဆိုပြီးပေါ်มาဖြစ်ပါတယ် okay ကိုလက်ရှိဒါတိုက်ဝယ်မှာလားဒါမှမဟုတ်ရင်ဒီအကြောင်းကိုစောင့်ပြီးဝယ်မှာလား အဲ့လိုမျိုးရှိပါနဲ့ဝယ်ဝယ်နည်းနှမျိုးရှိပါတယ်โอเคဒါလေးဝယ်မယ်ဆိုတာကတော့လက်ရှိပေါက်ဈေးအတိုင်းပေါ့နော်လက်ရှိ ပေါက်နေတဲ့ဈေးနှုန်းအတိုင်းဝင်ကျွန်တော်ဝယ်မှာဖြစ်ပါတယ်မာလက်ရှိ ပေါက်နေတဲ့ဈေးနှုန်းဖြစ်ပါတယ်ကိုဝယ်မှာကဘယ်လောက်ဖို့ဝယ်မှာလဲကိုမှာ100ရှိရင်100ဝယ်လို့ရပါတယ်5ဒေါ်လာရှိရင်5ဒေါ်လာဝယ်လို့ရ10ဒေါ်လာရှိရင်10ဒေါ်လာဝယ်လို့ရပါတယ်ကိုဝယ်မယ့်အမောင့်ကိုဒီမှာရေးလို့ရပါတယ် အဲ့လိုကိုကမောင်းမြေးခြင်းပဲဝိမဲမောင်းဤကိုရငွေပမာဏကိုမြေးခြင်းရင်လဲဒီကိုကရွှေတောင်စဝင်မှာဆိုရင်လဲတောင်စဆိုရေးလို့ရပါတယ်နော်တောင်စဆိုရင်ရေးပြမယ်နော်တောင်စဆိုရင်ဝမ်းလို့ရေးလိုက်ရင်သူ့ရဲ့လက်ရှိပေါက်သေး3900ကို3900 69ပေါ့နော်အဲဒီဈေးနဲ့ ဝယ်လို့ရပါတယ်ဝယ်မယ်ဆိုရင်ဘိုင်ဆိုရင်ဝယ်နိုင်လေရမှာပဲเนาะအောက်ကဝယ်မီဆိုတာလေးနိုင်လေရမှာလည်းပဲเนาะစိမ့်လေးနဲ့ဆိုတော့ဒါတော့ဟိုနီတမျိုးပြီးရင်ကိုမှ9ဒေါ်လာရှင်9ဒေါ်လာဆိုပြီးတော့ဒီနေရာလေးမှာနှိမ့်လေရမှာပဲဒါတော့ဝင်မောင်းထည့်တဲ့နေရာပေါ့เนาะ9ဒေါ်လာစင်ဘယ်လောက်ရမှာလဲ ပမာဏ0.02012ပဲရမယ်နော်။ Okay ကိုကအဲ့လိုမွေးရင်မူလက်ရှိဈေးတဈေးတရှိဈေးအမြင့်နေတဲ့နည်းနည်းကြောင်ဆောင်ပြီးတော့ဝယ်ရင်လည်းကိုကလည်းမအားဘူးသူကဖစ်စစ်ထီတော့ကြလာနိုင်တယ်အဲဒီရောက်မှငါဝင်မယ်ဆိုရင်လည်းရတယ်ကြိုပြီးတော့ order မှားထားကြလို့ရတယ် limit တင်ထားကြလို့ရတယ်ပေါ့နော် ဘောတစ်ခုရွှေကဒီရောက်မှကိုကဝင်မယ်ဆိုရင်အဲ့ဒီဈေးတန်းပါလေဥပမာ3943မှာရောက်မှကိုကဝယ်ရင်လည်းကိုကလည်းမအားဘူးတွားတရားရှိရလာတရားရှိတယ်ရောက်ရင်လည်းမတိတ်လိမ့်မှလည်းစိုးတယ်ဆိုရင်ဝယ်မျိုးပြန်တွားပြီးလို့ရှိရင်ဒီနေရာမှာဈေးနှုန်းနေရာမှာ ဲ့ဒီအဲ့ဇင်းနှောင်းလေးကိုဖြစ်လိုက်ဖြစ်ပြီးလို့ရှိရင်ကျွန်တော်တို့ကိုဝယ်မဲ့ဇင်းဈေးတန်းကိုရေး3948အဲဘလောက်ဖိုးဝယ်မှာလဲတရားဘိုးလဲရတယ်တထောင်ဘိုးလဲရတယ်ဥပမာတရားဘိုးတစဲဘိုးလေးရတာပေါ့နော်အမျိုးမျိုးပေါ့ဒါတော့ဥပမာပြတာဖြစ်ပါတယ်တရားဘိုးဝယ်မယ်ဆိုရင်โอเคဒီမှာ ဝယ်မီယုံနှိမ့်လေးယုံပါပဲเนาะတရားဘူးဆိုရင်ဒီမှာဖြတ်မဲ့ Fiji ကတော့ပြတ်30လောက်ဖြတ်လာမှာဖြစ်ပါတယ်ပြတ်30ပေးရပါတယ်เนาะဒေါ်လာတွေ့ရမဲ့ပမာဏရွှေပမာဏ0.053ရပါတယ်โอเคဒါလည်း order limit ဖြစ်ပါတယ်အဝယ် limit ဖြစ်ပါတယ်โอเคကိုယ်ဝယ်ပြီးတွားပြီး ပင်ရောင်းရင်နေဆိုရင်ဘယ်လိုရောင်းမလဲတော်နေရပြခဲ့တာဝင်ပြီโอเคအဲ့ဒီဖိနတ်မှာ ရောင်းပြီရောင်းဆိုပြီးရှိတယ်အင်္ဂလိပ်လိုနဲ့ဆိုရင်တော့ဆယ်ရောင်းမဲဟောဆယ်အဲ့တော့နှိမ့်မယ်ဟွန်းကိုယ်ပဲဇေတန်းကိုရောင်းရင် ရောင်းမယ်လို့တတ်မှတ်ထားတာရှိရင်ဥပမာဥပမာကျွန်တော်တို့ဒီရွှေရ ဘယ်သေးစံဒီရောက်လာနိုင်နေဥပမာဒီနာထီလာနိုင်နေ3000 4200ဝန်းကျင်လာနိုင်နေဆိုရင်ကိုက4200ရောက်လို့ရှင်ငါရောက်ရင်နဲ့ကွာငါရောက်မယ်ဆိုရင်ရောင်းဟိုတော့ရောင်းဟိုတော့နော်အင်္ဂလိပ်လိုစင်စဲကြာပြီးရင်ခုနပြောသလိုပဲဒီနေရာလေးကိုဈေးနှုန်းပြောင်း ကိုရောင်းရင်တဲ့နေရာရောင်းရင်ရောင်းဝင်ပေါ့ဒါကတော့အယောင် limit တင်တာဖြစ်ပါတယ်4200ဝမရောက်လို့ရှင်ငါရောင်းမယ်ဘလိုက်ဖိုးရောက်မှလဲငါဝယ်ထားတာဘလိုက်ဖိုးလဲခုနပြောတဲ့တရားဘူးဆိုရင်0.0253ရမယ်အဲခုန253ရ 3943မှာတရားဝယ်ထားတယ် CD point 53ရတယ်4200မှာပြန်ရအောင်မယ်ဆိုရင်တရားဝယ်ထားတဲ့ကဘလို့မြတ်မလဲဆိုရင်တရားနဲ့6ဟာ6ဒေါ်လာမြတ်တာပေါ့နော်โอเคဒါတော့ဝယ်နည်းနဲ့ရောင်းနည်းလေးဖြစ်ပါတယ်ဒီဟာကယုံကြည်ရလားသိချရလားဆိုရင် သိချရပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းဒီမှာအယောင်းဝယ်လုပ်နေပါတယ်ဒါကတော့အစမ်းဝယ်ပြထားတဲ့ဟာဖြစ်ပါတယ်ဒါကအစမ်းဝယ်ပြထားတဲ့ဟာဖြစ်ပါတယ်เนาะကျွန်တော်အကောင့်တခြားအကောင့်ရှိပါတယ်ဒါကတော့ဥပမာပြရတဲ့အကောင့်ဖြစ်ပါတယ်ဆိုတော့ GPAHG က သူ့ရဲ့နေုံကြည့်လို့ရတယ်လေသူ့ရဲ့ information ကိုကြည့်ချင်းရင်ဒီမှာဇီနုံအချက်လက် data နေရာမှာကြည့်လို့ရပါတယ်သူရရှိရပါလေဖတ်ကြည့်လို့ရပါရဲ့နော်မိတ်ဆက်ကို ပေအကြည့်ကိုဒီတဲ့မာအကုန်ဖတ်လို့ရတယ်တွေ့လားခင်ဗျာမရှိတယ်ဖြစ်โอเคဒါလောက်ဆိုနားလည်မယ်လို့ထင်ပါတယ်မသိရင်လာရောက်မိမြနိုင်ပါတယ်ခင်ဗျာအကောင့်မဖွင့်တတ်ရင်လာရောက်မိမြနိုင်ပါတယ်အကောင့်ဖွင့်သည်လေးတင်ပေးပါဆိုလေရပါတယ်ခင်ဗျာဒီအကောင့်လေးကို ဒေါ်လာဘယ်လိုထည့်ရမလဲဝေဘယ်လိုထည့်ရမလဲဆိုရင် KP WP Bantosfar အကုန်ရပါတယ်နော် AY AP လည်းရတယ်နော်မထည့်ရရင်လာပြောပါအလင်ခံထိမယ်ကြောက်လို့ရှိရင်လည်းလာရောက်ထည့်ခိုင်းလို့ရပါတယ်ကျွန်တော်ဒီမှာရောင်းပေးဝယ်ပေးပါတယ်နော်ဒေါ်လာโอเค အားလုံးစားပဲရှိပါမယ်။ Okay ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒါတော့ဆန်းလိုက်မယ်လို့ထင်ပါတယ်။ဒီထဲမှာ back white နေလဲဝယ်လို့ရပါတယ်။ SOA လဲဝယ်လို့ရတယ်အများကြီးပဲ။ back white Okay ကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ video လေးကိုဆုံးဖြတ်ကြည့်ပေးလို့ like and share subscribe လုပ်ပေးဖို့မေးပါနဲ့နော်။ Bye bye